ိုင်ဝမ်မှာဖြန့်ကျက်ဖို့စီစဉ်နေတဲ့တီထုံလေးချောင်းကာကွယ်ရေးစနစ်ကရန်သူပြစ်မှတ်တွေကိုပိုပြီးထိထိရောက်ရောက်ချိန်မုံနိုင်မှာဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။အောက်တိုဘာ23ရက်နေ့မှာထိုင်ဝမ်အစိုးရဘတ်ဂျက်အစီအမံသစ်အတွက်ကာကွယ်ရေးစရိတ်တွေနဲ့ပတ်သက်ပြီးလွှတ်တော်မှာရှင်းလင်းတင်ပြတဲ့ချိန်ဝန်ကြီးဝဲလင်ဒန်ကူးကအဲ့ဒီလိုမှတ်ချက်ပေးခဲ့တာပါ။သူကသမရလိုက်ချင်းတီအစိုးပြုထားတဲ့တီတုံလေးချောင်းကာကွယ်ရေးစနစ်ဖြန့်ကျက်ထူထောင်ရေးဟာထိုင်ဝမ်ရဲ့လုံခြုံရေးအတွက်အမှန်တကယ်လိုအပ်တယ်လို့လည်း လွတ်တော်အမတ်တွေကိုရှင်းပြခဲ့ပါတယ်တီထုံးရဲ့အတီးကအားသာချက်ကရန်သူပြစ်မှတ်တွေကိုအမြန်ဆုံးအာရုံကန်ထောက်လှမ်းပြီးပြစ်ချနိုင်ခြင်းဖြစ်တယ်လို့ကိုကဆိုပါတယ်ရှီရင်ဆွေလေးချောင်းကာကွယ်ရေးစွဲရင်မှာဒီစနစ်ကိုအောင်အောင်မြင်မြင်သွတ်သွင်းနိုင်မယ်ဆိုရင်တော့ရန်သူချင်းချောက်မှုတွေကိုကြားပြတ်ဟန်တားနိုင်စွမ်းမှာအများကြီးပိုထိရောက်သွားမှာဖြစ်ကြောင်းပြီးတော့နိုင်ငံရဲ့ကာကွယ်ရေးအရင်းမြစ်တွေကိုပိုပြီးစနစ်တကျစီမံခန့်ခွဲနိုင်မယ့်အထောက်အကူမျိုးလည်းရလာနိုင်ကြောင်းကိုကပြောပါတယ် တရုတ်ရဲ့အချိန်ပြည့်အချင်းချောက်မှုကိုကြုံနေရတဲ့ထိုင်ဝမ်ဟာကာကွယ်ရေးစွမ်းရည်နဲ့နည်းပညာတွေအဆင့်မြင့်တဲ့နိုင်ရည်ကိုအပတ်တကုတ်စူးစမ်းနေပြီးတီတုံးကအဲ့ဒီရီမန်းချက်အတွက်အကန့်ညီဆုံးအားပြည့်မှုဖြစ်လာမယ်လို့ကူးကထောက်ခံခဲ့ပါတယ်ရှင်။